မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘီရက်နေရဲ့အသေးသေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့မေလ22ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အကျန်းဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကိုနှစ်သိမ့်အားပေးတာနဲ့ထောက်ပံ့တာတွေပြုလုပ်ပေးခဲ့တဲ့သတင်း ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဝကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့င်မြမရေးအထူးအစည်းအဝေးနှစ်ခုအာဆီယံကျင်းပမယ်ဆိုတဲ့တဲ့င်ပြည်ပောင်းတယ်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းတချို့ကိုတော်လိုင်းရေးတပ်တွေသိမ်းပိုက်ရရှိခဲ့တဲ့တဲ့င်ရွှေကူမြို့နယ်အတွင်းပြက်ကျသွားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရဟရင်ကနေအကြမ်းဖက်စစ်သားအလောင်း16လောင်းနဲ့အတူမိလောင်ပြက်စီးနေတဲ့လက်နက်တွေရှာဖွေတွေ့ရှိခဲ့တဲ့တဲ့င် အကြံဖတ်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာဘာသာရက်နှစ်ခုတင်ကြားနေတဲ့အငိမ့်စားဗိုလ်ချုပ်ချိုထွန်းအောင်ကိုတုတ်တင်ရှင်းလင်းလိုက်တဲ့တဲ့အစရှိရဲ့မြန်မာနိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကို နှစ်သိမ့်အားပေးတာနဲ့ထောက်ပံ့တာတွေပြုလုပ်ပေးခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းတပည့်ရင်မြို့နယ် အိုးတိတ်တွင်ကြေးရစတင်ချောင်းကိုအကျန်းဖက်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားခဲ့ရသူတွေကိုနှစ်သိမ့်အားပေးတာနဲ့ထောက်ပံ့တာတွေပြုလုပ်ပေးခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကမနေ့ကထုတ်ပြန်လိုက်ပါတယ်။အိုးတိတ်တွင်ရဖြစ်စဉ်အတွက်တရားမျှတမှုပြန်လည်ရရှိစေရေးအလို့ငါမှတ်တမ်းထောက်ထားတွေရယူစုစည်းတာကိုဆောင်ရွက်နေတယ်လို့တစ်ဖက်မှာလည်းကျူးလွန်ခံခဲ့ရတဲ့ ိသားစုတွေနဲ့အရွယ်မြောက်သေးတဲ့ကလေးငယ်တွေကိုနှစ်သိမ့်ဆွေးနွေးတာစိတ်ခွန်အားပေးတာတွေကိုတပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတွေနဲ့ပူးပေါင်းလှုပ်ဆောင်ပေးခဲ့လို့ဖော်ပြထားပါတယ်။အဆိုပါနှစ်သိမ့်ဆွေးနွေးပွဲကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဗီရက်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေကလေးစိတ်ပညာဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေပညာရှင်တွေပါဝင်တက်ရောက်ခဲ့ကြပြီးထိခိုက်ခံစားရတဲ့မိသားစုဝင်တွေ ကလေးငယ်တွေနဲ့ဆရာဆရာမတွေနှစ်သိမ့်ဆွေးနွေးတာစိတ်ခွန်အားပေးတာစိတ်ဖြစ်စည်းမှုတွေနဲ့ထိတ်လန့်ကြောက်ရွံ့မှုတွေရောပါးစေဖို့ပြုလုပ်ရမယ့်နည်းလမ်းတွေကိုမျှဝေပေးတာတွေဆောင်ရွက်ခဲ့ကြပါတယ်။ဒါ့အပြင် လေချောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်တေဆုံးတန်ရာရသူတွေအတွက်လူသားစာနာဝင်ကြီးဌာနကထောက်ပံ့ငွေကျပ်105သိန်းမြွနယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့စေတနာရှင်တွေကလှူဒန်းငွေကျပ်သိန်း130စုစုပေါင်းငွေကျပ် 235သိန်းကိုထိခိုက်ခံစားရတဲ့မိသားစုဝင်တွေကိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကကိုယ်တိုင်ကိုကြထောက်ပံ့ပေးခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကမေလ12ရက်မှာအိုတိန်တင်းရွာစာတင်ကျောင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ဆီယမ2ဦးနဲ့ចောင်းသားចောင်းသူ22ဦးတေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိတဲ့ចောင်းသားចောင်းသူနဲ့ဆီယဆီယမစုစုပေါင်း105ဦးခန့်ရှိရပါဗျ။ မိခဲ့သို့သောစစ်မှတ်ဖြစ်ပွားစေကမူစာတင်ကျောင်းတွေနဲ့ကလေးငယ်တွေကအကြမ်းဖက်တိုက်ခိုက်ရန်ပြစ်မှတ်အလင်းမဟုတ်တော့လဲစင်ကြင်ညာကင်းမဲ့တဲ့အကြမ်းဖက်စစ်တပ်နဲ့၎င်းရဲ့လက်ပါစီတွေကြောင့်အပြစ်မဲ့ကလေးငယ်တွေနဲ့ရွာသူရွာသားတွေမှာအတိုင်းဆမဲ့ထိခိုက်ခံစားကြရတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး30မြင်းဆောင်2025ကိုမေလ22ရက်မိုးလွတ်တနာရီမှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကိုကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအတွင်ရင်မှုအဖွဲ့ဝင်ပြောင်စုဝင်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်အဲ့နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွဲဆောင်ပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များ တွဲဖက်အတွင်းဝင်များဌာနဆိုင်ရာတွေကတာဝန်ရှိသူတွေနဲ့မကွေးတိုင်းကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မြမအရေးအထူးအစည်းအဝေးနှစ်ခုအာဆီယံကျင်းပမယ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်မြမအရေးကိုဖြည့်ရှင်းဖို့အတွက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာအထူးအစည်းအဝေးနှစ်ရပ်ကိုကျင်းပဖို့ရှိနေရလို့အာဆီယံအထွေထွေတွင်ရမှုချုပ်ကပြောကြားတယ်လို့ရိုက်တာသတင်းတရက်မှာဖော်ပြထားပါတယ်။ဒါကမြန်မာနိုင်ငံအတွက်တည်တံ့ဆွေးနွေးပွဲဖြစ်ပါတယ်။တခြားကိစ္စတွေမပါဝင်ပါဘူးလို့အာဆီယံအထွေထွေတွင်ရမှုချုပ်ကောက်ခင်ကွန်ကပြောပါတယ်။ဒါပေမဲ့ဘလို့ကိစ္စရက်တွေကိုဆွေးနွေးမယ်ဆိုတာနဲ့အဆိုပြုချက်အစ်စ်တွေရှိမလားဆိုတာကိုတော့ကောက်ခင်ကွန်ကသတ်မှတ်ချက်ပေးတာမရှိပါဘူး။ပရမအစည်းအဝေးမှာလက်ရှိရခင်နဲ့ ဒါမဲ့အာဆီယံဥက္ကဋ္ဌနိုင်ငံတွေဖြစ်လာတဲ့မလေးရှား၊လာအိုနဲ့ဖိလစ်ပိုင်တို့ပါဝင်มาဖြစ်ပြီးဒုတိယအစည်းအဝေးမှာတော့အာဆီယံနိုင်ငံသားရဲ့ဝင်ကြီးတွေပါဝင်မယ်လို့သူကပြောပါတယ်။ဒီပြဿနာကိုအမြန်ဖြေရှင်းနိုင်မယ်လို့ထင်ရင်ဒါကအထင်ကြီးတာပါပဲ။ကျွန်တော်တို့ကတော့ဆက်ပြီးညှိနှိုင်းသွားဖို့ပါပဲ။ဒီကိစ္စက အချိန်ယူရပါမယ်။ဒါပေမဲ့သိတဲ့အတိုင်းအားလုံးကစိတ်ရှည်တော့တာမဟုတ်ဘူးလို့သူကအမှတ်ချက်ပြုပါတယ်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ပြည်ပောင်းတယ်မြို့နယ်ကအကြံဖက်စစ်ကောင်စီအထိုင်စခန်းတချို့ကိုတော်လိုင်းတက်တွေတင်ပတ်ရရှိခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းပြည်ခရိုင်ပောင်းတယ်မြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့အထိုင်စခန်းတချို့ကိုတင်ပတ်ရရှိခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသစစ်သည်တာကွယ်နှင့်ပဲခူးတိုင်းစစ်ဌာန UR 21ပြည်ခရိုင်363နဲ့တရင်ကတိုက်ပွဲသတင်းထုတ်ပြန်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်ပေါင်းတယ်မြို့နယ်အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းတချို့ကတပ်သားတွေစခန်းဆုံးခွာထွက်ပြေးသွားတဲ့အတွက်အခုလိုစခန်းကိုသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ပြည်ခရိုင်ပေါင်းတယ်မြို့နယ်အကြမ်းဖက်စစ်ကောင်စီရဲ့တိန်ကုန်းတာဝါတိုင်အထိုင်စခန်းကိုမေလ18ရက်ကအင်အားဖြည့်တင်ရန်ထွက်ခွာလာတဲ့အင်အား80ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်တပ်မတော်ပြည်ခရိုင်တပ်ရင်းတပ်ရင်း363နဲ့တပ်ရင်း363တဲ့ PKI ပကပအဖွဲ့ကဂျားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်ရာအကြဖက်စစ်ကောင်စီဘက်မှ3ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလိုတိမ်ကုန်းတာဝါတိုင်းအထိုင်စခန်းကိုထွက်ပြေးဝင်ရောက်သွားလို့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေက ထပ်မံပိတ်ဆို့တိုက်ခိုက်ရာမေလ18ရက်နေ့ညပိုင်းမှာတော့တာဝါတိုင်းအထိုင်စခန်းရှိအကြဖက်စစ်ကောင်စီတပ်သားတွေအားလုံးစခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ မေလ19ရက်နေ့မှာတော့ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့တွေကအကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိန်ကုန်းတာဝါတိုင်းစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြည်သူတွေကိုပေါ်တာဆွဲတာအနီးနားရှိကြေးရွာတွေကိုမီးရှို့ဖျက်ဆီးတာအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကစခန်းဆွန့်ခွာထွက်ပြေးသွားတဲ့စစ်ကြောင်းတွေကို ပြည်မြို့ကတဆင့်မနေ့ကမနက်ရခိုင်ရိုးမှရှစ်တန်းနေရာနဲ့မကွေးတိုက်မှာရှိတဲ့တော်လိုင်းနေမြေတွေကိုပို့ဆောင်နေတယ်လို့စကန်းဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်အဲ့ဒီဒေတာကပြည်သူတွေလေချောင်းအန္တရာယ်ကိုအထူးဂရုပြုကြဖို့အသိပေးတိုက်တွန်းထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရွှေကူမြို့နယ်အတွင်းပြတ်ကျသွားတဲ့အကြံဖက်စစ်တပ်ရဲ့ရဟတ်ရင်ကနေ အကျန်းဖက်စစ်သားအလောင်း16လောင်းနဲ့အတူမိလောင်ပြက်စီးနေတဲ့လက်နက်တွေရှာဖွေတွေ့ရှိခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။ရွှေကူမြို့နယ်မြို့လာမြို့နယ်ခွဲစီငန်းရွာအနောက်ဘက်ကိုပြတ်ကျသွားတဲ့အကျန်းဖက်စစ်တပ်ရဲ့ရဟတ်ရင်ကနေအကျန်းဖက်စစ်သားအလောင်း16လောင်းနဲ့အတူမိလောင်ပြက်စီးနေတဲ့လက်နက်တွေရှာဖွေတွေ့ရှိခဲ့လို့စီရေးတဲ့င်းရင်းမြစ်ကပြောပါရဲ့။မနေ့ကမေလ20ရက်မှာအကျန်းဖက်စစ်တပ်ရဲ့စာကာခ21ကိုစစ်ကူလာတဲ့ရဟတ်ရင်3စီးကို KIA ပူးပေါင်းတပ်တွေကပြစ်ချခဲ့ရာနှက်စည်းကိုထိမှန်ခဲ့ပြီးရွှေကူမျိုးနယ်အတွင်းအေးပေါ်ဆင်းသွားခဲ့ရဆိုတဲ့ရဲရင်ကိုဒီကနေ့မှာအလောင်းတွေနဲ့အတူတွေ့ရှိခဲ့ရလို့ဆိုပါရစေ။အကြမ်းဖက်စစ်သားအလောင်းတွေကမီးလောင်ကျွမ်းနေတယ်လို့လက်နက်တွေလည်းမီးလောင်ကျွမ်းနေတာကိုတွေ့ရှိရပါတယ်။စီရီတရင်မြစ်ကတော့အကျန်းဖက်စစ်သားအလောင်း16လောင်းနဲ့မီးလောင်တဲ့လက်နက်14လက်ကိုရရှိခဲ့လို့ပြောပါရရှင်။ ုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကျန်းဖက်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာဘာသာရပ်နှစ်ခုတင်ကြားနေတဲ့အငိမ့်စားဗိုလ်ချုပ်ချိုထွန်းအောင်ကိုတုတ်တင်ရှင်းလင်းလိုက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အကြမ်းဖက်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာဘာသာရပ်နှစ်ခုတင် जा ပေးနေတဲ့အငိမ့်စားဗိုလ်ချုပ်ချိုထွန်းအောင်ကိုဒီကနေ့မနက်ပိုင်းမှာတုတ်တင်ရှင်းလင်းလိုက်တယ်လို့ Goran Village Warrior အဖွဲ့ကထုတ်ပြန်လိုက်ပါတယ် အကျန်းဖက်လက်ပါစီအငိမ့်စားပူချုပ်ချိုထွန်းအောင်ကိုရန်ကုန်မြို့မယန်းကုန်းမြို့နယ်အေဝမ်းလမ်းပေါ်မှာတုတ်တင်ရှင်းလင်းလိုက်တာပါအကျန်းဖက်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာအကျန်းဖက်ပုံမှုကြီးမှတဆင့်စတင်တက်ရောက်ရတဲ့အရေးပါတဲ့အစ်စ်မြင့်စစ်တင်နှန်းကြောင်းတစ်ခုဖြစ်ပါတယ် Golden Valley Warrior အဖွဲ့အနေနဲ့ကာလအတော်ကြာအချက်လက်စုဆောင်းစုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့တာလို့ဆိုပါတယ်အကျန်းဖက်စစ်တပ်ရဲ့ပုံမှုချုပ်တွေ ဗိုလ်ချုပ်တွေကယာရုအဖြစ်အငိမ့်စားယူခဲ့ပေမဲ့လက်ရှိအချမ်းပတ်စစ်တပ်ရဲ့နေ့စဉ်လူမဆန်မှုများစွာအတွက်စစ်ပတ်ဆိုင်ရာတင် जा ပို့ချနေသူများဖြစ်တဲ့အတွက်စီရေးပြစ်မှတ်အဖြစ်သတ်မှတ်ရတာဖြစ်တယ်လို့ Golden Valley Warrior အဖွဲ့ကပြောပါတယ်။အချမ်းပတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအားကိုးရတဲ့စစ်ဗိုလ်ချုပ်တွေရဲ့အကြံဉာဏ်ကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုတန်းဟောင်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်နေရဖြစ်ပြီးအဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေမှာတုတ်တင်ရှင်းလင်းခံရတဲ့ ဗိုလ်ချုပ်ချုပ်ထွန်းအောင်လည်းအပါအဝင်ဖြစ်ပါတယ်။ Golden Valley Warrior အဖွဲ့အနေနဲ့အကြံဖတ်စစ်တပ်ရဲ့အကြီးစားထောက်တိုင်တွေကိုစစ်စမ်းမပြတ်တရင်ထောက်လန်းနေရလို့လည်းအသိပေးထားပါတယ်။အကြံဖတ်စစ်တပ်ရဲ့လေတက်မှုတွေနဲ့အချက်လက်တွေကိုသတင်းရယူစုဆောင်းနေရဆိုတာနဲ့သတင်းအချက်လက်တွေရန်ကုန်မြို့ပြပျောက်ကြားတွေထံပေးပို့လို့ရတယ်လို့ Golden Valley Warrior အဖွဲ့ကပြောပါတယ်။တုတ်တင်ရှင်းလင်းခံရတဲ့ ိုချုပ်ချိုထွန်းအောင်က2023ခုနှစ်ဇန်နဝါရီလတရက်မှာအကြဖတ်စစ်ကောင်းလောင်မင်းအောင်လိုင်းကဝနကျော်ထင်ဘွဲတစိမ့်နဲ့ရွှေချိန်၅ချက်သားကိုဂုံပြုတ်ချီးမြှင့်ထားတာလည်းဖြစ်ပါတယ်။၎င်းကကမ္ဘောဒီးယားနိုင်ငံတန်မတ်ဖြစ်ဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်မှာစတင်ကအကြဖတ်စစ်တပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NTC မှာအကြမ်းဖက်စစ်တပ်အရာရှိတွေကိုစက်တိုက်တင် जा ပို့ချနေသူလည်းဖြစ်ပါတယ်။ အခုတင်ဆက်ခဲ့တာတွေကတော့မြန်မာနိုင်ငံတော်ကသတင်းတွေပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွဲကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။